်မင်္ဂလာပါရှင်။လေဗန်ရုတ်တရဲ့အော်တိုဘာလ17ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်မှုစီစဉ်စတင်မှာတော့မေဒီနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့ထိုင်းနိုင်ငံမဟာထိုင်းမှာရှိတဲ့မြန်မာကလေးငယ်900ခန့်စာသင်ကြားနေတဲ့သင်ကြားရေးစင်တာတစ်ခုကိုထိုင်းအနာပိုင်များဝင်ရောက်ဆစ်ဆီရတဲ့သတင်းဘဟုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံသားငွေများအနက်စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒေါ်လာ19သိန်းကျော်ထပ်မံရောင်းချရတဲ့တင် မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ကတရုတ်နဲ့ခင်မေးရင်းနှီးပြီးပူးပေါင်းဆောင်ရွက်မှုရှိတဲ့ဆက်စပ်ရေးများကိုကြိုဆိုကုန်ပြုတယ်တဲ့။ဘင်္ဂလားဒေ့ရှ်မှာမိုးသီးထန်စွာရာသီမှုကြောင့်သူတို့တို့ကိကူးဆက်ခံရသူမြင့်တက်နေတဲ့တွင်ပရီးမီးယားလိတွင်ကိုစုနဲ့ကောက်ကွယ်မှုစုတို့ကိုဇူဘီမန်ဒီဒူနာရမာတို့စုခုတဲ့တွင်အဆရှိတဲ့တွင်များကိုတင်ဆက်ပါပါ။အိုဇွန်တွင်တပုံအနေနဲ့ ထိုင်းနိုင်ငံမဟာဆိုင်မှာရှိတဲ့မြန်မာကလေးငယ်900ခန့်စာတင်ကြားနေတဲ့တင်ကြားရေးစနစ်တစ်ခုကိုထိုင်းအနာပိုင်းများဝင်ရောက်စစ်ဆေးရေးတရင်ကိုတင်ဆက်ပါမယ်။ထိုင်းနိုင်ငံမဟာဆိုင်မှာရှိတဲ့မြန်မာကလေးငယ်900ခန့်စာတင်ကြားနေတဲ့တင်ကြားရေးစနစ်တစ်ခုကိုထိုင်းအနာပိုင်းများဝင်ရောက်စစ်ဆေးခဲ့ကြောင်းထိုင်းအွန်လိုင်းသတင်းဌာနချို့မှဖော်ပြထားပါသည်။ အော်တိုဘလ9ရက်နေ့မှာမဟာချိုင်မှာရှိတဲ့မြန်မာကလေးများလေ့ကျင့်ရေးစင်တာတခုကိုခရိုင်အုပ်ချုပ်ရေးဖွဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပညာရေးအနာပိုင်များကတောရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကအဲဒီစင်တာမှာစတင်ကြားနေတဲ့ကလေးငယ်900ခန့်နဲ့စတင်ပြီးနေတဲ့ဆရာဆရာမ29ဦးကိုတွေ့ရှိခဲ့ကြောင်းထိုင်းသတင်းမှာဖော်ပြထားပါတယ်အဆိုပါစနာမှာရှိတဲ့ဆရာဆရာမ29ဦးကိုစစ်ဆေးရာအလုပ်လုပ်ခွင့်လက်မှတ်ကိုင်းဆောင်ထားပေမဲ့အဲ့ဒီလက်မှတ်မှာထိုင်းနိုင်ငံအတွင်းစာတင်ကြားခွင့်မရှိကြောင်း ဒါကြောင့်ဆရာဆရာမများကိုလည်းစစ်ဆေးခဲ့ကြအောင်သိရပါတယ်။ဒါအပြင်တင် जा ရေးစင်တာဟာကလေးငယ်များလူငယ်များအုပ်စုလိုက်လေ့ကျင့်မှုများလုပ်ဆောင်နိုင်ရန်ခွင့်ပြုချက်ရရှိထားပေမဲ့တရားဝင်ကျောင်းဖွင့်ပြီးစတင်ကြခွင့်ကိုထိုင်းပညာရေးဌာနဘက်ကခွင့်ပြုထားခြင်းမရှိသေးကြောင်းထိုင်းအနာပိုင်များကပြောကြားပါတယ်။အလားတူအစအအသုံးပြုခွင့်အတွက်ခရိုင်အုပ်ချုပ်ရေးဖွဲ့ကခွင့်ပြုထားပြီးဖြစ်ပေမဲ့ရွှေပြောင်းကလေးငယ်များကိုစူးစီးပြီးပညာသင်ကြားပေးရန်ခရိုင်ပညာရေးရုံးရဲ့ခွင့်ပြုချက်မရရှိသေးဘူးလို့သတင်းမှဖော်ပြထားပါ ါတယ်။ထိုင်းနိုင်ငံမှာတရားဝင်ရွှေပြောင်းလုံသားများကိုအာဏာပိုင်များစက်တိုက်ဖမ်းဆီးလျက်ရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံသားငွေများအနက်စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ19သိန်းကျော်ထပ်မံရောင်းချတဲ့တင်ကိုတင်ဆက်ပါမယ်။ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံသားငွေများအနက်စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ 19သိန်း2,255ကိုအော်တိုဘားလ9ရက်ကထပ်မံရောင်းချခဲ့ပါတယ်။အကောင့်ဒီ FA trading မှာပေါင်းသက်စီလက်မြောစာကတ္တရာဈေးဝနဲ့ဈေးဝကုန်ချမ်းပစ္စည်းစက်မှုကုန်ချမ်းဆက်လုပ်ရေးပစ္စည်းကားဆိုင်ရာပိုပစ္စည်းစက်သရွေးပစ္စည်းတိရစ္ဆာန်အစားထုတ်ပိုးပစ္စည်းများတပ်မဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စည်တင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားဝယ်ဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ အော်တိုဘလရှိရကလည်းဗဟိုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ18သိန်း9,2539တရမ9နေစက်သုံးစီကုမ္ပဏီများတို့ဒေါ်လာ9သိန်း3,296တရမ9လီထပ်မံရောင်းချခဲ့ပါသည် အဲ့ဒီ FA trading မှာဘောင်းသက်စေတက်မြင့်ဩစာကတ္တရာစေဝါနဲ့စေဝါကုန်ကျပစ္စည်းစက်မှုကုန်ကျန်းစက်လို့ရပစ္စည်းကားဆိုင်ငယ်ပိုပစ္စည်းစက်တွေပစ္စည်းတရိတ်ဆန်အစာထုတ်ပိုးပစ္စည်းများတက်မနီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စည်တင်တဲ့အင်ပိုတာများမှနိုင်ငံเจ้าငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဘ ഹു ဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံเจ้าငွေများနဲ့ စသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ29သိန်းကျော်အော်တိုဘလ3ရက်ကထပ်မံရောင်းချခဲ့ပါတယ်။အဲဒီနေ့ FA Trading မှာပေါင်းသက်ဆေး၊ဓာတ်မြေဩစာ၊ကတ္တရာ၊ဈေးဝါးနဲ့ဈေးဝါးကုန်ကျန်းပစ္စည်း၊စက်မှုကုန်ကျန်း၊ဆောက်လုပ်ရေးပစ္စည်း၊ကားဆိုင်ငယ်ပုပ်ပစ္စည်း၊စက်သရွေးပစ္စည်း၊တိရစ္ဆာန်စားထုတ်ပိုးပစ္စည်းများ၊တမဏီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊လူသုံးကုန်ပစ္စည်း၊စက်သုံးကုန်စီတင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်းသိရပါတယ်။ဆလဘီ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ကတရုတ်နဲ့ခင်မင်ရင်းနှီးပြီးပူးပေါင်းဆောင်ရွက်မှုရှိတဲ့စစ်ရေးများကိုကြိုးစိုးဂုဏ်ပြုတဲ့သတင်းကိုတင်ဆက်ပါမယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ကတရုတ်နဲ့ခင်မင်ရင်းနှီးပြီးပူးပေါင်းဆောင်ရွက်မှုရှိတဲ့စစ်ရေးများကိုကြိုးစိုးဂုဏ်ပြုခဲ့တယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားမှာအာနာယအလုသမားပါတီထောင်နဲ့နှစ်ပေါင်း80ပြည့်အထိမ်းအမှတ်ခန်းနာများကိုတရုတ်ဝန်ကြီးချုပ်လီချင်နဲ့အခြားပြည်ပဂုဏ်သီးရှိကောင်ဆောင်များတက်ရောက်လာချိန်မှာကင်ကအဲ့လိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကြောင့်ဆက်စပ်ရေးတင်းမာမှုများရှိခဲ့သည့်အချိန်တရုတ်ဟာမြောက်ကိုရီးယားရဲ့အရေးကြီးဆုံးမဟာမိတ်ဖြစ်ပါသည်။ယူကရိန်းစစ်ပွဲဟာပြင်ကို ရေးစေးတင်ပေးရာရောက်ခဲ့ပြီးမြောက်ကိုရီးယားဟာရုရှားကိုစစ်လက်နက်ပစ္စည်းများထောက်ပံ့ခြင်းစစ်သားများဆဲလို့ခြင်းတို့နဲ့စစ်ကူပေးနေခြင်းမှာအလို့သမားပါတီထရောင်နဲ့ထိမ့်မှန်ခမ်းနားပွဲများကိုကျင်းပနေခြင်းဖြစ်ပါသည်။ အခုသတင်းပတ်အတွင်းပြုလုပ်တဲ့မြန်ကိုရီးယားရဲ့တင်ပက်လေခန်းနာများကိုရုရှားသမ္မတဟောင်းဒီမီထရီမက်ဖီဒက်လေတက်ရောက်လျက်ရှိပါသည်။ပြင်ကမှုတရုတ်ဝန်ကြီးချုပ်လီရဲ့ခီးစင်ဟာကိုရီးယားဥတ္တမပါတီနဲ့မြန်ကိုရီးယားဆိုရရုပ်အပေါ်ထားရှိရဲ့တရုတ်ရဲ့ခင်မင်ရင်းနှီးမှုနဲ့ထောက်ခံမှုတို့ကိုပြတ်တက်ရရောက်ကြောင်းပြင်ကပြောကြားခဲ့ပါသည်။ဒါအပြင်မြန်ကိုရီးယားနဲ့တရုတ်ဆက်စပ်ရေးကိုခင်မင်ရင်းနှီးစွာနဲ့ပူးပေါင်းဆောင်ရွက်မှုရှိစွာဆက်လက်ထိန်းသိမ်းထားတဲ့တရုတ်ရဲ့အားထုတ်ကြိုးပမ်းမှုများကိုလည်းကင်ကအမွှန်းတင်ပြောကြားခဲ့တယ်လို့ မြန်ကိုရီးယားနိုင်ငံပိုင်း KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့လကလည်းတရုတ်နိုင်ငံပေကျင်းမြို့မှာပြုလုပ်တဲ့စစ်ရေးပြအခမ်းအနားမှာကင်ဟာတရုတ်သမ္မတရှီကျင်းပင်ရုရှားသမ္မတဗလာဒီမာပူတင်တို့နဲ့အတူရှင်တွဲပြီးပွဲတက်ခဲ့တာကိုမြင်တွေ့ရပါတယ်။အော်တိုဘလာကိုရက်ကလည်းပျုံယမ်းမြို့မှာရှိတဲ့မီဒီယာအကစားရုံမှာမြန်ကိုရီးယားဟာအကစားပွဲများနဲ့လူပညာပွဲများကိုပြုလုပ်ခဲ့ပါတယ်။အဲဒီပွဲမှာရုရှားသမ္မတဟာမက်ဖီတန်နဲ့ဗီယက်နမ်ကွန်မြူနီပါတီအကြီးအကဲတိုလန်တို့ပါဝင်အဲဒီပွဲကိုတရုတ်လာတဲ့ပြည်ပထေတီအဲ့ဒီများကိုကင်ကမိခုံပြ ောကြားခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ပြည်သူတွေဟာမကြော်လားနိုင်တဲ့အခက်အခဲတွေနဲ့မအောင်မြင်နိုင်တဲ့အကြောင်းရင်းတွေမရှိဘူးဆိုတာကိုသိရှိထားတယ်။အရာကြီးမားသူတွေဖြစ်ကဘာပေါ်မှာရပ်တည်နေနိုင်ပါပြီလို့ကင်းကပြောကြားခဲ့ပါတယ်။ယခုနှစ်အတွင်းတောင်ကိုရီးယားမှာပြုလုပ်တဲ့ ABEC COE မှာအမေရိကန်နဲ့မြန်ကိုရီးယားကြားတည်တံ့တွဲဆောင်နိုင်ရှိကြောင်းတောင်ကိုရီးယားကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာမိုတီထန်စွာရာသွမှုကြောင့်သွေးလိုတွေကူးစက်ခံရသူမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပါမယ်။ဗီယန်နီးရှ်နိုင်ငံမှာယခုနှစ်အတွင်းမိုးသီးထန်စွာရွာသွန်းမှုကြောင့်သွေးလွန်တုတ်ကေးကူးစက်ခံရသူမြင့်တက်လျက်ရှိပြီးလွန်ခဲ့တဲ့နှစ်ကကူးစက်ခံရသူအရေအတွက်နဲ့တိတ်ဆုံးသူအရေအတွက်ထက်ကျော်လွန်ခဲ့လို့သိရပါတယ်။စင်းစရာရအော်တိုဘားလာရဲ့ပထမဆုံးကိုရက်မှာသူတို့နှုတ်ကေးကူးဆက်ခံရသူနဲ့တည်ဆုံးသူများဟာရခိုင်သုံးလကကာလတူအချင်းရဲ့အရေးအတွက်ထက်ကျော်လွန်နေကြောင်းဖော်ပြထားပါတယ်။ 2025ခုနှစ်ဇန်နဝါရီလမှအော်တိုဘလ9ရက်ထိသူတို့နိုကေကူးဆက်ခံရသူအချက်လက်ကိုလေးလာခဲ့ဖြတ်မှုမှာလာတလာစီတိုင်းကူးဆက်ခံရသူနဲ့တည်ဆုံးသူဇက်တိုင်မြင့်တက်နေရလို့တွေ့ရပါတယ်။ ကြောင်ရင်သူများရဲ့ပြောပြချက်အရလက်ရှိသူတို့တကယ်ကူးဆက်မှုဟာမိုးရွာသွန်းမှုနဲ့နေပူမှုအပြောင်းလဲများကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။အဲဒီရာသီဥတုဟာသွေးလွန်တကယ်ကူးဆက်ပြန့်နှံ့စေတဲ့ AIDS ချင်ကြားများပေါက်ဖွားရန်အတွက်အလွန်ကောင်းမွန်တဲ့သဘောပေါက်ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ယခုနှစ်သွေးလွန်တကယ်ကူးဆက်ဖြစ်ပွားမှုဟာ2019ခုနှစ်ကလိုပြင်းထန်နိုင်ခြင်းရှိတဲ့ပေါ်စိုးရိမ်မှုများရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်သတင်းဌာန BSS မှဖော်ပြထားပါသည်။ဇွန်လမှာသလွတ်တုတ်ကေးလူနာအရေးအတွက်9952ရှိကတေဆုံးသူ16ရှိကြောင်းကျမ၏ဝန်ဆောင်မှုဦးစီးဌာန DGHS ရဲ့ကျမ၏ဝန်ဆောင်မှုဦးစီးဌာနရဲ့အချက်အလက်မှဖော်ပြထားပါသည်။ ဇူလိုင်လကစေယုံတက်ရောက်ကူတာမှုခံယူရသူ1684ဦးရှိပြီးတေဆုံးသူ42ဦးရှိပါသည်။အော်ဂိုလာမှာစေယုံတက်ရောက်ကူတာမှုခံယူရသူ1496ဦးရှိပြီးတေဆုံးသူ39ဦးရှိကစတေမာလာမှာစေယုံတက်ရောက်ရသူ15866ဦးရှိပြီးတေဆုံးသူ86ဦးအထိတိတိတတမြင့်တက်ခဲ့ပါသည်။အော်တဘာလာရဲ့ပထမဆုံး9ရက်အတွင်းစေယုံတက်ရောက်ကူတာမှုခံယူရသူ9543ဦးရှိပြီးတေဆုံးသူ26ဦးရှိပါသည်။မေလာမှာသူလိုနိုကီယောဂကူးစက်မှု စတင်တိတိတတမြင့်တက်လာတယ်လို့ကျွမ်းကျင်သူများကအမှတ်ချက်ပြုထားပါတယ်။မိုးပြက်တောင်းပြက်တောင်းရွာသွန်းမှုကြောင့်လမ်းများ၊နေများ၊စွန့်ပစ်ပလတ်စတစ်အိတ်များ၊အိတ်ခုံများနဲ့အုံသီးခုံများတွေရေများတောင်းတင်လျက်ရှိပြီးအဲ့ဒီအခြေအနေအားလုံးဟာအေဒစ်ချင်းကြားပေါက်ဖွားမှုကိုဖြစ်ပေါ်စေပါတယ်။ယောဂကုသမှုခိတရက်တန့်သွားပြီမလဲ။မိုးရွာသွန်းမှုတွေကြောင့်ယောဂကုသမှုတွေပြန့်ဖြစ်လာပါတယ်။ဒီအခြေအနေကအော်တိုဘာလာမှာပိုပြီးဆိုးရွားွယ်ရှိပါတယ်။2023ခုနှစ်ကလောက်မဆိုးနိုင်ပေမယ့်2019ခုနှစ်ကကုသဖြစ်ပွားမှုအခြေ နေလို့မျိုးကြုံတွေ့နိုင်ပါတယ်လို့ဂျန်ဟန်ဂျီနာကတက္ကသိုလ်မှပိုးမွားပေဒဆိုင်ရာပေါမောက်ခကာဘီရူဘာရှာကရှင်းလင်းပြောပြခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပရီးမီးယားလိတွင်ကိုစုနဲ့ကာကွယ်မှုစုတို့ကိုဇိုဘီမန်တီဒိုနာရမာတို့စုခွဲတဲ့တွင်ကိုတင်ဆက်ပါမယ်။စတေမာလာအတွက်ပရီးမီးယားလိအကောင်းဆုံးသွေးကိုစုနဲ့အကောင်းဆုံးကကွယ်မှုစုတို့ကိုဇူဘီမန်တီနဲ့ဒိုနာရမာတို့ကစုခွဲခဲ့ကြပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာအခုနေရာဒီမှာမှအသင်းသစ်တွေကိုရောက်လာခဲ့တာဖြစ်တဲ့အာဆင်နယ်ကွင်းလယ်လို့ဆိုပြီးမန်ဒီဟာနော်ဒီဟန်ဖော်ရက်စ်ကိုတုံးကိုကိုမရှိနဲ့နိုင်ရတဲ့ပွဲမှာအန်အားသင့်ပွဲဖိုလီကန်ချက်နဲ့ဆူရရှိခဲ့တာပါ။၎င်းဟာအဲ့ဒီပွဲမှာနှစ်ဂိုးသွင်းယူခဲ့ပြီးသူကစားသမားဘဝပထမဆုံးအချိန်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆိုပြီးမန်ဒီအနေနဲ့ဒီစုကိုစတင်မိတ်ဆက်တဲ့2016-19ရာသီကလေးကအာဆီယံကစားသမားတွေထဲတတိယမြောက်ဖြစ်ပြီး၅ဦးမြောက်စပိန်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။မန်စီးတီးကိုတမဒေါ်နာရမာကမယူနိုက်တက်ကို၃ဂိုးကိုမရှိနဲ့နိုင်ရတဲ့ပွဲကမန်ချက်စတာဒါဘီပွဲကအန်ဘူမိုရဲ့ကံချက်ကိုကောက်ွယ်ခဲ့လို့အကောင်ဆုံးစုရခဲ့တာပါ။ပြီးခဲ့လကထရဖိုကဒီစုရရှိခဲ့ပြီးမန်စီးတီးကိုတမနှစ်ဦးကနှစ်လားဆတိုက်စုခုခဲ့တာဖြစ်ပါတယ်။ 11ရုပ်တန်ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်